မင်္ဂလာပါရှင်။ The Celebrity Radio ရဲ့နိုဝင်ဘာ29ရက်နေ့ည8:00နာရီတိနောက်ဆုံးရနှုတ်ပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။အရှိတောင်အာရှမှာအမြင့်ဆုံးမြို့သမီးစုဦးတီထွင်သူလုပ်ငန်းရှင်စုကိုရရှိခဲ့တဲ့မင်းသမီးဦးမုံရွှေရဲ့ရက္ခမသတင်းအလူပေးသလိုပေးကအမြင့်နည်းနည်းလေးပဲယူနေရတဲ့ကြောင်းရင်ကိုဖြည့်ရှင်းလာတဲ့နှွေပိုးအင်ရဲ့သတင်းအချိန်ကြာကြီးစောင့်မျှော်နေတဲ့ခင်မုန်းတဲ့ပြန်လည်လွတ်မြောက်လာကြောင်းပရိသတ်တွေကိုတီးပေးခဲ့တဲ့ခိုင်သိန်းကြီးရဲ့သတင်း မိကလေးတယောက်လိုတဘာဝဆန်နဲ့မျက်နှာလှလှလေးရဖို့တိန်းတထောင်ကုန်ခံထားတဲ့နေဆိုင်ရဲ့သတင်းပါဝင်ပြန်လွတ်လာတယ်လို့သတင်းတွေထွက်ပြီးမှအမေရိကန်ပြန်လွတ်မလာတဲ့သားနေချွေးမှကြောင့်ပိုဆွေးဝဲနေနေရတဲ့နေမျိုးအောင်နဲ့ဇနီးတွေအပြင်စိန်တို့ရဲ့သတင်းတို့ကိုရှုစားမှာပဲဖြစ်ပါရဲ့ရှင်။ ြန်လွတ်လာတယ်လို့သတင်းတွေထွက်ပြီးမှအမှန်တကယ်ပြန်မလွတ်လာတဲ့သားနဲ့ချွေးမကြောင့်ပူဆွေးဝဲနေနေရတဲ့နေမျိုးအောင်တဲ့ဇနီးတဲ့အပြေစိန်လက်တလောမှာနိုင်ငံတော်ကနေပုံမှန်905ကာကြီးပါဝင်အမှုရင်ဆိုင်နေသူတွေပြည်တယ်ချခံရသူတွေကိုကြဲကြဲပြက်ပြက်လူငယ်ချင်းသာခွင့်ပေးလိုက်ပြီဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်ဒီတဲ့ရင်ကြားအချိန်မှာရန်ကုန်မန္တလေးကျင်းထောင်တွေကနေလူပေါင်းထောင်ကြီးလွမြောက်လာခဲ့ကြပြီးမင်းသမီးခိုင်သိန်းကြီးရဲ့ခင်မကိုခတ်နိုင်လဲပါဝင်လာနိုင်နေဆိုပြီးညှော်လင်းချက်တွေဝေဆာခဲ့ကြပါရယ် ဒါကြောင့်လည်းပြည်သူတရားပြည်တန်စခံနေရတဲ့အနုပညာရှင်တွေလည်းပြန်လည်လွတ်မြောက်လာမယ်လို့ထင်ကြေးပေးနေကြတာပါဒီလိုလွတ်မြောက်မယ်ထင်ပြီးတော့မလွတ်မြောက်တဲ့အထက်ဝါရင်တယုတ်ဆောင်မင်းသားကြီးနေမျိုးအောင်နဲ့ဇနီးတဲ့ဒေါ်အားပြဲစိန်သားမင်းထိုင်နဲ့ချွေးမ DJ Violet တို့လည်းပါဝင်ပါတယ်အစောပိုင်းမှာကျင်းသားတွေကိုလွတ်ပေးမယ်ဆိုတော့တယုတ်ဆောင်နေမျိုးအောင်နဲ့ဇနီးတဲ့အားပြဲစိန်တို့ဟာတားနေချွေးမတွေမျောလင်းခဲ့ကြတာပါဒီမျောလင်းချက်လေးကဝါရီမင်းသားကြီးနေမျိုးအောင်နဲ့ဇနီးတဲ့ဒေါ်အားပြေစိန်တို့စီလေကူးဆက်ခဲ့ပါရီ သူတို့ဇနီးမောင်နှံအားထိသိမ့်ခံထားတဲ့သားဖြစ်သူမင်းတိုင်းနဲ့ချွေးမဖြစ်သူဒီဂျေဘန်အိုနဲ့မထွေးမွန်တို့ဒီတစ်ခေါက်တော့တိတ်ကြပေါက်ပြန်ပါလာတော့မယ်လို့ယုံကြည်ခဲ့ကြတာပါ။ငါသားနဲ့ချွေးမလေးပြန်ရောက်လာရင်ဘာကျွေးမယ်ဘာလုပ်ပေးမယ်ဆိုပြီးမိဘမြတ်တာနဲ့အိမ်မှာမျောနေခဲ့ကြပါရဲ့။ဒါပေမဲ့ကန်ကြမာကသူတို့ဘက်မှာမရှိခဲ့ပါဘူး။အခြားသူတွေပျော်ရွှင်စွာအိမ်ပြန်လာကြပေမဲ့နေမြို့အောင်တို့အိမ်ရှိမှာတော့မျောလင်းထားတဲ့ခြေတံတွေအကြောင်းဝင်မရခဲ့ပါဘူး။သားနဲ့ချွေးမဒီလိုငိမ့်ခွေဆေးထဲမှာပါဝင်လာခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့သူတို့ကျူးလွန်ခဲ့တဲ့ပြည်မှုမျိုးစားကြောင်းပါပဲ။ငရငါကာကြီးလိုနိုင်ငံရေးပုံမှန်မျိုးမဟုတ်ပဲသာသနာညှိုးနှိုင်းစေမှုဆိုတဲ့အထူးကမခံတဲ့ပုံမှန်နဲ့ညှိစွနေလို့ဖြစ်ပါရည်။ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာဖျားတရားနဲ့ပတ်သက်ရင်အထူးလေးထားလေးရှိပါရည်။ကလပ်ဘားလိုနေရာမျိုးမှာဗုဒ္ဓံတရဏံကိစ္စမီဆိုတဲ့မွန်မြတ်တဲ့ကာထာတော်ကိုဒီကျေတီလုံးနဲ့ဖွင့်လေကခုံခဲ့တဲ့ကိစ္စဟာတာမန်မဟုတ်ပဲကြီးလေးတဲ့ပြည်မှုဖြစ်ရှုမြင်ခံထားရစေဖြစ်ပါရည်။အချို့သောသတင်းတွေအရဆိုရင်သူတို့ဇနီးမောင်နှံဟာလုံမြောက်ဖို့ဝေစား နေ့ရှိထောက်တန်းနေတောင်6မိခဏရကြီးရှိတယ်လို့ရှင်းနေတိုင်းဝိုင်းကသုံးသပ်နေကြပါရီဒီသတင်းဆိုတာနေမျိုးအောင်တို့ဇနီးမောင်နဲ့အတွက်တော့မိုးချိုးပြေခံလိုက်ရသလိုပါပဲတာသမီးကိုချစ်တဲ့မိဘတွေစိတ်နဲ့ခွလုတ်ပေးကြပါလို့မြင့်ရည်ဆက်လက်တောင်းပန်ခဲ့ပေမယ့်ဥပဒေရဲ့ဆုံးဖြတ်ကိုတော့ကြော်လွန်ခွင့်မရှိခဲ့ပါဘူးပြည်သက်တရားလည်းတစ်ဖက်မှာသာသနာကိုထိခိုက်စေခဲ့တဲ့လောက်ရက်ကိုလက်မခံနိုင်ပေမယ့်တစ်ဖက်မှာလည်းတကြီးရဲ့အိုမိဘနှစ်ပါးရဲ့တောကကိုမြင်ရတဲ့အခါကိုချင်းစာစိတ်မကောင်းဖြစ်နေကြပါရီဒီပြည့်ရက်ကနေသင်ငန်းစာယူစရာကတော့ ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအကဲဆက်တဲ့ကိစ္စရပ်တွေမှာလူငယ်တွေအနေနဲ့အထူးတတိထားဆင်ခြင်တဲ့နေဆိုတာပါပဲ။တခါတရံမှာပျော်ပါခြင်းတစ်ခုတည်းကိုဦးစားပေးလိုက်တာကတဘွားလုံးစာနောင်နာရဆရာဖြစ်သွားစေနိုင်ပါတယ်။အစောပိုင်းမှာတော့ဒီဂျေဘန်ကိုလည်းလွတ်ပြီးဆိုပြီးသတင်းမှားတွေပြန်ခဲ့ပါသေးတယ်။ဂျိုင်းမဲနေမျိုးအောင်စနီးတဲ့အပြေးစင်ကတားနဲ့ချင်းမှမလွတ်သေးဘူးဆိုပြီးပြောလာတာဖြစ်ပါတယ်။ကေပရိသက်ကြီးပြန်မလွတ်လာနိုင်သေးတဲ့နေမျိုးအောင်ရဲ့တားနဲ့ချင်းမှအပေါ်မှာဆူတောင်းပြီးစကားလေးတွေပြောခဲ့ပေးပါဦးရှင်။ မိဘတွေပြန်နာကောထားပြီးတော့တညာပေးတဲ့နယ်လို့ထင်ပါသလားရှင်ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်လူပေးသလိုပေးကအမြင်နည်းနည်းလေးပဲယူနေရတဲ့အကြောင်းရင်းကိုဖြည့်ရှင်းလာရည်နှွေဘိုးအင်းကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လေးကကြိုဆိုလိုက်ရပါရည်နှွေဘိုးအင်းကတော့မတိသူမရှိရအောင်တဲ့လူတီများလာခဲ့သူဖြစ်ပါရည် ရိုက်တာလေးတွေနဲ့တူကုညီပင်းနေခဲ့သူဖြစ်တယ်လို့ချိုးတဲတဲ့သူတွေကပါနီးမျိုးစုံနဲ့တူကုညီပင်းနေကြတာပါ။လက်ရှိမှာတော့အဝတ်ထည်တွေပြင်တန်မိုးရှိပစ္စည်းတွေကပါအလူပေးသလိုပင်းနေကြတာလေးဖြစ်ပါရဲ့။ဒါကြောင့်လည်းအမြင်နဲ့နည်းလေးနဲ့တူလူတိုင်းတွေစူးစမ်းပေးလာတဲ့ပေါ်ချီကျူးလာကြတာလေးဖြစ်ပါရဲ့။ပရိသတ်တွေကတော့ခုလိုမျိုးလူပေးသလိုပေးလာနေတဲ့ပေါ်မှာတစ်ဖက်မှာထောက်ပြလာခဲ့ကြတာပါ။ပြရတဲ့ရင်းနှီးငွေချေအပုံမချိုတာနေတာကြောင့်လည်းစဉ်းစားစရာတွေဖြစ်လာကြပါရဲ့။ဒါကြောင့်လည်းဟိုဖြန့်ဒီဖြန့်နဲ့ဖြန့်တမျိုးမျိုးများလားဆိုပြီးပ မိကုန်းနေထွက်ပေါ်လာခဲ့ပါရင်အာပေဝင်းရဲ့သူအမခံပြိသက်ချူကတော့အမျက်သိမ်းမယူရတဲ့အကြောင်းရင်းကိုပါတစ်ဖက်မှာဆက်စုမှတ်ဖို့ဖြစ်လာခဲ့ရတာဖြစ်ပါရင်နေပိုးရင်ကတော့စေနာကောင်းရင်ကံကောင်းနေဆိုတဲ့စကားပေါ်လေးတိုင်းကြိုးစားနေခဲ့သူဖြစ်ပါရင်လူချိုးနေနဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့တူပြည့်စုံပေမဲ့လေအလူတန်းဘက်မှာတော့လက်နေတက်ကြတာပါဒါကြောင့်လေ happy money ဖြစ်လာဖို့အရေးအခက်ကြုံလာခဲ့ရတာလေးဖြစ်ပါရင်နေပိုးရင်ကတော့ happy money ဆိုတဲ့စကားလေးတိုင်းတစ်ဖက်မှာလိုက်နာခြင်းတုံးလာခဲ့ရပါရင် Happy Money ဆိုတာကတော့ရရှိလာတဲ့ရှားတွေကိုပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်အောင်လို့တဖန်လဲလဲအသုံးပြုတာမျိုးလေးဖြစ်ပါတယ်။ဒါကြောင့်လေ Happy Cam Happy Out ဆိုတဲ့အရာလေးပေါ်ယုံကြည်လာကြရပါတယ်။လူများစုကတော့အလူတန်းတွေကိုမြစ်တာရောက်ပြန်ဟန်နိုင်တဲ့ခြေမော်ဖြစ်ရှုမြင်ထားကြရပါတယ်။တက်ဆွမ်းသမျှကိုလူတန်းတဲ့အခါကိုစီကိုတနည်းနည်းနဲ့တူပြန်လဲကကျဲဝါမှုတွေကဝင်ရောက်လာတတ်တာပါ။ဒါကြောင့်လေအလူရေဆက်လက်နဲ့မကွာဆိုတဲ့စကားလေးတိုင်းဒါနာကောင်းမှုလေးနဲ့တူကုညီလူတန်းပေးလာခဲ့ကြတာဖြစ်ပါတယ်။ ။မျိုးပိုးရင်ကတော့အမြန်နည်းနည်းလေးနဲ့တူလူတိုင်းကိုသုံးဝင်စေခြင်းကရသူဖြစ်ပါရည်။ဒါကြောင့်လေချိုးတဲ့သူတွေကိုဦးစားပေးကအလူပေးသူလိုမျိုးစေနာထားမျှဝေလာကြတာလည်းဖြစ်ပါရည်။တို့ချိုနေနေကတော့လွယ်လွယ်ကူကူရရှိလာတဲ့ကတစ်ဖက်မှာတော့တံမိုးချဖို့အတွက်မေ့လျော့လာတတ်ကြပါရည်။ဒါကြောင့်လေတန်နိုင်လောက်တဲ့ပမာဏလေးနဲ့တူအလူပေးသူလိုပြုလုပ်လာခဲ့တာလေးဖြစ်ပါရည်။မေဘိုးရင်ကတော့ဖြန်တမင်းမျိုးရှိနေရလားဆိုတဲ့အပေါ်တစ်ဖက်မှာပညာသားပါပါနဲ့ဖြည့်ရှင်းပေးလာကြတာဖြစ်ပါရည်။စေနာနဲ့တူလူပေးတာကြောင့်လေစေနာရောင်ပြန်ဟမှုလေးကိုသာအလုပ်ရှိခဲ့သူပါ ဒါကြောင့်လေပရိသတ်တွေအနေနဲ့တစားတဲ့တစားပုံမူကလေးစားချီကျူးလာကြတာလေးဖြစ်ပါတယ်။ပရိသတ်ကျိုးလေးစေနာထကအကူညီပေးနေတဲ့နှွေပိုးအိမ်လေးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။မိကလေးတယောက်လိုသဘာဝဆန်တဲ့မျက်နာလာလာလေးရှာဖို့တိုင်းတထောင်ကုံချခံထားရနေစဉ်အားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြီးတော့ပြန်လည်ကကြိုဆိုလိုက်ပါရီ ဆယ်လီနေဆန်းကအသားရည်လေးကောင်းမိသားဖြစ်တယ်လို့ရုပ်ရည်လေးချုံမောပြီးသားဖြစ်ပေမဲ့သူ့ရဲ့ရုပ်ရည်ကိုစိတ်တိုင်းမကြပဲတိန်းတထောင်ကုန်ခန်းကပြုပြလိုက်ပါပြီ။တိန်းထောင်ဆိုတဲ့ပမာဏကများပြားတဲ့ပမာဏဖြစ်ပေမဲ့နေဆန်းအတွက်တော့ဒီငွေဟာအလားအပါအတွဲသုံးချတဲ့ငွေဖြစ်နေပါရဲ့။နေဆန်းကမိန်းကလေးတယောက်လိုချုံမောလာပါသွားအောင်ညနာကောတိန်းတထောင်ကိုကုန်ကြခံပြီးတော့ပြင်ဆင်ထားပါရဲ့။တိန်းထောင်ဆိုတဲ့ပမာဏကများပြားပေမဲ့နေဆန်းကလှပသွားတာနဲ့တင်းကျင်းနေသွားပါရဲ့။ကုန်ကြတဲ့တိန်းတထောင်မှာတိန်း900ကနှာခေါင်းအတွဲတီးတန့်ကုန်ကြခံထားတာပါ။ နေဆန်ဟာသူ့ရဲ့မျက်နှာကိုတကားမှမခွဲစင်ပြုတ်ပြင်ဘူးပဲဖီလာရီပဲထူထားပါရီ၎င်းကိုလည်းစီလီကွန်တွေထည့်ထားဖို့ပဲအချိန်ကြာလာတဲ့မြစီလီကွန်တွေလည်းစောင်းလာခဲ့ပါရီမြန်မာနိုင်ငံကနမဲကြီးဆရာဝန်တွေလည်း၎င်းကိုပြင်တယ်လို့ထိုင်းမှာလည်း၎င်းလာပါအတွက်ချိန်ပေးခဲ့ပါရီ၎င်းကိုပြုတ်ပြင်ရင်တိန်း900ဒီကုန်ကြသွားပြီးနောက်ဆုံးမှာတော့မျက်နှာတစ်ခုလုံးကိုပြုတ်ပြင်လိုက်ပါရီမျက်နှာတစ်ခုလုံးကိုပြုတ်ပြင်မှုအတွက်ထိုင်းကိုသွားရောက်ခဲ့ပြီးလက်ရအကောင်းဆုံးစိတ်ယုံမှခွဲစိတ်ခဲ့တာပါ ၎င်းကိုတဘာဝဆက်ဆံလာပသွားအောင်နံရိုးကိုစားထိုးထည့်ပြီးတော့ပြပြင်းထားသလိုချိုးနေတဲ့မိကိုလည်းခနာကိုယ်တွေကစီနေပဲပြန်လိုက်ပါတယ်။နေဆန်းကပါနှစ်ဖက်ကိုခြိုက်နေရလို့ခန်းစားရတာကြောင့်ပါးကိုလေးဖောင်းဖောင်းလေးဖြစ်အောင်လုပ်လိုက်ပါတယ်။ညနာတခုလုံးစာဂျရီလုပ်လိုက်ပြီးနှာခေါင်းထဲကိုထည့်ထားတဲ့ဆီလီကွန်ကိုလည်းထိုးလိုက်ပါတယ်။ဒါကြောင့်နေဆန်းရဲ့မျက်နှာမှာဆီလီကွန်တွေမရှိတော့ပဲချိုးစားကြကြနဲ့လာပါသွားပါပြီ။ ညနာတခုလောက်ကို3000ကုန်ကြားခံပြီးပြင်ဆင်ထားလို့ဒီငွေလေးကိုလည်းနေဆန်းကမနဲ့မျောပဲနဲ့သူ့ရဲ့လှပနဲ့အလုပ်တွေရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပါရည်တဘာဝလာကပုံကောင်းတယ်လို့ပြောကြပေမဲ့လည်းနေဆန်းအတွက်တော့ခွဲစိတ်ပြီးမှပိုလာတယ်လို့ပဲယုံကြည်ထားပါရည်ပြုပြင်ပေးရင်မလာတော့မှကိုလည်းစိတ်မပူပဲတေချာပေါက်လာလာမယ်လို့လက်ခံထားလို့3000ချီကိုလည်းအလှပတွေတုံးလိုက်ပါရည်အခုဆိုရင်နေဆန်းကဇက်ကားတွေမှာပါတရုပ်ဆောင်လာရပြီးတော့ပိတ်ကားပေါ်မှာလေသူ့ရဲ့တရုပ်ဆောင်ချက်တရားပေါ်ထွက်လာပါရည် ရရှုတော့ကနေကြည်ကြည်လာပါဖို့တွေ့ဒီငွေကိုသုံးလိုက်ပြီးငွေကုန်ရာကျိုးနဲ့အောင်လဲလှသွားပါရယ်။နေဆန်းကမျက်နှာကိုလည်းမိန်းကလေးလိုလာပါအောင်ပြင်ဆင်လိုက်ပြီးဖြစ်တာကြောင့်ခန္ဓာကိုယ်ရောပြုပြင်ပြောင်းလဲဩမလားဆိုတာသိချင်ကြပါရယ်။ချို့ရီကမိန်းကလေးတယောက်လိုဖြစ်အောင်ထိုင်းထီသွားပြီးတော့ထုတ်ချင်တာတွေသွားထုတ်ကြပေမဲ့နေဆန်းကတော့ခန္ဓာကိုယ်ကိုမပြုပြင်ပါဘူး။ NGPD ချို့ကမိန်းကလေးနဲ့တူသွားအောင်ဆီလီကုန်တွေလည်းထည့်ထည့်ကြပေမဲ့နေဆန်းကတော့ဘာမှထည့်မထားပါဘူး။အမေမွေးထားတဲ့သဘာဝတိုင်းပဲထားပြီးတော့ညနာတစ်ခုတည်းကိုပဲပြင်ပြင်ထားတာပါ။ ။နောက်ပိုင်းမှာလည်းခနာကိုကိုပြည်ပြင်ဖို့မရှိတဲ့နေဆန်းဟာယောက်ျားလေးခနာကိုအတိုင်းပဲဆက်လက်နေထိုင်သွားမှာပါ။နေဆန်းရဲ့ချစ်သူကဘလို့ဖြစ်တည်မှုဘောပဲဖြစ်ဖြစ်လက်ခံပေးနိုင်တာကြောင့်နေဆန်းတော်တော်မျက်နာပဲကုန်ခံတော့မှာဖြစ်ပါရင်။နေဆန်းရဲ့မျက်နာကိုပြည်ပြင်ပြီးတဲ့နောက်မှာပိုလာလာရလို့လည်းပြောကြသလိုဘာမှမထူးခြားသွားဘူးလို့လည်းပြောကြပါရယ်။အရှင်ကတော့စီလီကွန်နဲ့ထည့်ထားလို့မိဖို့ဆောက်ထိုးမျက်နှာလို့အပြောခံခဲ့ရပြီးပြပြင်လိုက်ပြီးနောက်မှာတဘာဝဆန်သွားခဲ့တာပါ မျက်နာတွေတိန်းတောင်ကြီးကုန်ကြခံထားတဲ့နေဆန်းအရင်နဲ့မတူဘဲပိုလာလာသလားဆိုတာကွန်မန့်မှာမြင်လေးတွေပြောခဲ့ပေးပါအောင်ရှင်အရှိတောင်အာဆာမှာအမြင့်ဆုံးအမျိုးသမီးစွန်းတီထွင်လုပ်ငန်းရှင်စုကိုရရှိခဲ့တဲ့မင်းသမီးဝင်းမုံရွှေရဲ့ရောက်ခမောင်း ပြည်သက်ကြီးလည်းတည်ကြမှာပါနိုင်ငံကျော်မင်းသမီးဝုံမုံရွှင်ဟာလူပညာလောကမှာအောင်မြင်တယ်လို့အိမ်တော်ရေးမှာလည်းမြန်မာနိုင်ငံထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တထေကိုနိုင်ဖြိုးချော်နဲ့လက်တွဲခဲ့တဲ့သူပါဒါပေမဲ့ဒီနေ့ပြောပြချင်တာကဝုံမုံရွှင်အကြောင်းမဟုတ်ပါဘူးသူမရဲ့ခင်မောကိုနိုင်ဖြိုးချော်ရဲ့မွေးထုတ်ပေးလိုက်တဲ့မိခင်ကြီးရွှေခေရဲ့ရောက်ကမကြီးဒေါခင်အကြောင်းပဲဖြစ်ပါတယ်လက်လုံးမှာဒေါခင်ဟာနိုင်ငံတကာလယ်မှာမြန်မာကုန်ကိုစောင့်နိုင်ခဲ့ပါတယ်ကမ္ဘောဒီးယားနိုင်ငံဖနွမ်းဖွံ့မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Asian Women Entrepreneur Network AWEN 2025ဆိုကိုချီးမြှင့်ပွဲခမ်းနားကြီးမှာဒေါခင်ဟာရှေ့တောင်အရှာရဲ့မြင့်ဆုံးဆုတစုဖြစ်တဲ့ Asian Women Entrepreneur Award ကိုထပ်တိုက်တင်ဆက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဒီဆုဟာဒေါခင်တယောက်တည်းအတွက်ကိုယ်ရင်ဆရာတော့မဟုတ်ပါဘူး။လက်ရှိအချိန်နဲ့မြို့မြို့ကြမှာရုန်းကန်နေရတဲ့မြန်မာမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေအလုံးအတွက်ခေါင်းအားဖြစ်စေတဲ့ဆုတစုပါ။နိုင်ငံကစင်မြင့်ထက်မှာမြန်မာမျိုးသမီးတွေဘလောက်ဆန်းဆောင်နိုင်နေစရာကိုလက်တွေ့ပြသလိုက်တာဖြစ်ပါတယ်။ ခင်မိတဲ့စိတ်ကိုစိတ်တန်းနဲ့ခိုင်မာတဲ့စီမံခန့်ခွဲမှုတွေနဲ့ကုမ္ပဏီတွေကနှစ်ပေါင်းများစွာဥဆောင်လာခဲ့တဲ့သူမရဲ့တွေ့ကြုံတွေကမျိုးဆက်တဲ့မျိုးသမီးတွေအတွက်တို့ယူစရာဖြစ်ခဲ့တာပါဒေါခင်ဟာမြန်မာပြည်သူတွေနဲ့ယင်းနှစ်ပြည်သားဖြစ်တဲ့ VV ချိုရဲ့ company Green Cycle Company Limited ကြီးရဲ့ Managing Director တိုးလည်းဖြစ်ပါတယ်။စီဝိုင်းလောကမှာမျိုးသမီးတယောက်နေနဲ့ဒီလောကကြီးမှာကြီးမားတဲ့လုပ်ငန်းစုကြီးကိုဦးဆောင်တဲ့အောင်မြောင်ဆန်းဆောင်နိုင်ငံသားကြောင့် ASEAN ဆင့်ကနေတိမတ်ဖြူဆွချင်းမြင့်ခံရတာဖြစ်ပါတယ်။ဒီမိသားစုရဲ့ profile ကိုကြည့်လိုက်မယ်ဆိုရင်တကယ်ကိုမှအအောင်စရာကောင်းလာပါတယ်။ အမျိုးကောင်းတင်အောင်ကြောင်းကောင်းတစေအဲ့လိုမျိုးဆိုတော့ပါပဲဒေါခင်မွေးထုတ်ထားလိုက်တဲ့သားသမီးတွေကလည်းတာမန်မဟုတ်ပါဘူး။တန်းဖြစ်သူကတော့ဝင်းမုံရှင်ရဲ့ခင်မောညီမနိုင်ငံချမ်းသာဆုံးစင်းဝင်တထေးကိုနိုင်ဖြိုးကျော်ပါသူဆိုရင်လည်း EV ကားကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ခြားစည်းဝါးရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူပါတပင်းဖြစ်သူကတော့ပြည်သက်တွေအားလုံးသိကြတဲ့မေဆူနီဘက်မြန်မာတူဆောင်စင်တက်တီအလှမဲ့မိုးစောင်းဝိုင်းပါ မိုးစဝိုင်ကိုရိုင်းကလည်းအလှမဲ့တယောက်အနေနဲ့တာမကစီးပွားရေးလုပ်ငန်းရှင်မျိုးသမီးတယောက်အနေနဲ့အောင်မြင်နေသူပါဒါအပြင်အောင်မြင်တဲ့ယောက်ျားတယောက်ရဲ့နောက်ကွယ်မှာထပ်မြက်တဲ့မျိုးသမီးတယောက်ရှိစမြဲလို့ပြောကြပါတယ်ကိုနိုင်ဖြိုးချောင်လိုထိတ်တဲတထေးတယောက်ဖြစ်လာဖို့အတွက်မိခင်ဖြစ်သူဒေါခင်ရဲ့တန်တဲ့ဆုံးမမှုနဲ့လမ်းပြမှုတွေကအဓိကကြောင့်ငယ်မှာတည်ချာပါမယ်ခုလိုရောက်ခမအောင်ချိန်မှာမှထိတ်တန်းရောက်နေတဲ့ဒီမီသားစေပွင့်ရေးတွေပြည်သက်တီချာမှာပို့ပြီးတော့တောက်ပနေတာမဆမ်းပါဘူးသောအကြီးအကျယ်ဖြင့်ဒေါခင်ဟာဇီဝရေးလုပ်ငန်းမှာထူးချွန်သောမကပဲနဲ့တာသမီတွေကိုပြုစုပြောထောင်ရမှာလေတကယ်ကောင်မှာစံပြမိခင်တယောက်ဖြစ်ကြောင်းသက်သေပြနေပါရဲ့ တားလည်းထိတ်တန်းတဲ့သမီးကလည်းထိတ်တန်းလှမယ်ချွေးမကလည်းထိတ်တန်းမင်းသမီးတကယ်ကိုမှဒိတ်ဒိတ်ကျင်းမိသားဆိုလို့ဆိုရမှာပါပြည်ထရေးတိထားမိကြတဲ့နောက်တစ်ချက်ကတော့ဒေါခင်ရဲ့ရုံရည်တင်မြမှာပဲအသက်ရွယ်ရလာပေမဲ့အရန်ကိုချက်ပြေရှိပြီးတော့လှပနေစေပါရုံရည်ကလည်းချောမောစိတ်ကလည်းထမြန်ဇီဝိုင်းမှလည်းဦးဆောင်နိုင်တယ်မို့လို့ချွေးမဖြစ်သူဝင်းမုံရွှေကလည်းတကယ်ကိုလိုက်ဖက်ညီတဲ့ရောက်ခမနဲ့ချွေးမရလို့ပြည်ထရေးကချီးကျူးနေကြတာပါကျမယိုလူမမျိုးဆိုတဲ့အတိုင်းပါပဲထမြတ်တဲ့မိခင်ကလည်းထမြတ်တဲ့သားသမီးတွေမွေးဖွားလာတယ်လို့ ထက်မြက်တဲ့ချွေးမတွေကိုလည်းရွေးချယ်နိုင်တာကတော့ Docking ရဲ့ Parami တစ်ခုပါ Grand Cycle Company Limited ရဲ့ဝန်ထမ်းတွေကလည်းသူတို့ရဲ့ MD အတွက်ဝမ်းမြောက်ဂုဏ်ယူနေကြသလိုမြမစီဝါရေးလောကတလည်းဂုဏ်ယူဆရာသတင်းကောင်းတစ်ခုဖြစ်ပါတယ်ကဲပရိသတ်ကြီးအာဆီယံဆင့်စုကြည်ကရရှိခဲ့တဲ့ဝန်မုံရွှေကရောက်ခမဒေါခင်ရဲ့စွမ်းဆောင်ရည်တွေကိုလေးစားမိကြရင်လားဒီလိုစီးပွားရေးနုပညာအလှပကဏ္ဍဆောင်မှာအောင်မြင်နေတဲ့သူတို့မိသားစုကရောအားချမ်းမိကြရင်လားဆိုတော့ပရိသတ်ကြီးရဲ့အမြင်လေးတွေကိုလည်းပြောသွားကြပါအောင်ရှင် အချိန်အကြာကြီးစောင့်မျှော်နေကြတဲ့ခင်မောတဲ့ပြန်လည်လွတ်မြောက်လာကြောင်းပြိသက်တွေကိုအတိပေးခဲ့တဲ့ခိုင်သိင်းချင်းမင်္ဂလာပါပြိသက်ကြီးကိုချေရတဲ့မိသားစုဝင်တယောက်အထူးသဖြင့်ကိုရဲ့အိမ်နောင်စီတယောက်အိမ်မှာမရှိတော့တဲ့အချိန်ဘယ်တော့ပြန်လာမလဲဆိုတော့ရေရာမသိရတဲ့စောင့်မျှော်နေရသူရဲ့ဒုက္ခကတော့ဂိုင်းကန်ရှင်ကိုယ်တိုင်မှပဲနားလည်နိုင်မဲ့ခံစားချက်မျိုးပါဒီကနေ့မှာတော့ဒီလိုကြီးမားတဲ့စိတ်ဒဏ်ရာတွေလောကရဏီကြားတဲ့ကနေတာမီးနှစ်ယောက်ထဲစဉ်စဉ်ခံရတည်ခဲ့ပြီး ခုချိန်မှာတော့မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ပြီဖြစ်တဲ့မင်းသမီးကျောင်းလေးခိုင်သိန်းကြီးတို့မိသားစုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ပြည်သက်တရဲ့ချစ်တော်မခိုင်လေးလို့ခေါ်ကြတဲ့ခိုင်သိန်းကြီးကိုအားလုံးကပွင့်လင်းရိုသားပြီးတော့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သူတယောက်ဖြစ်နေမြင်ကြမှာပါ။လူမြလာကမှလည်းအောင်မြင်မှုရရှိထားသလိုစီးပွားရေးလုပ်ငန်းရှင်ခင်မောတဲ့ကိုခန့်တိုင်းချစ်စရာတမီလေးစံထိတ်တောင်းရင်းနဲ့တူပြည်စုံတဲ့မိသားစုဝင်လေးကိုပိုင်ဆိုင်ထားသူတွေပါဒါမဲ့လုပ်ငန်းရဲ့နှစ်နေငယ်လောက်ကစပြီးတော့မခိုင်နေရဲ့ဘွားဟာအစမပြေမှုတစ်ခုဝင်ရောက်ခဲ့ပါရင် ကြောင်မျိုးကြောင့်ခင်မောတဲ့ကိုခန့်နိုင်တရားအချင်းကြခံရပြီးချိန်မှာပါဒီကာလမှာမခိုင်လေးတို့သားမင်းတွေကဘလောက်ထိကိုစိတ်ဆင်းရဲခဲ့ရမလဲဆိုတော့ကိုချင်းစာချင်းရင်သိနိုင်ပါတယ်။ဒါပေမဲ့လူသိရှင်ကလူပညာရှင်တရားဖြစ်တဲ့အတွက်ညနာမှာအပြုတ်မပြတ်အောင်နေခဲ့ရပါတယ်။သမီးလေးစိတ်မငြိမ်အောင်ဖခင်နေရာမှာရောမိခင်နေရာမှာမတာဝန်ယူခဲ့ရတယ်။ခင်မောတဲ့မရှိပေမဲ့ဘဝကိုရှေ့ဆက်ရမယ်၊စီးပွားဆောင်ရမယ်။သမီးလေးရဲ့ရှေ့ရှိသေးတယ်ဆိုတဲ့အသေးစိတ်လေးနဲ့မခိုင်လေးတို့သားမင်းဟာအန်ကိုခဲပြီးတော့ပြုတ်ပြချိုးစားခဲ့ကြတာပေါ့။ခိုင်သိန်းကြီးဟာ ပြပောင်းများစွာသမီးလေးစံထိတ်ထောင်းတဲ့သူဒါဘီနီယောမိသားစုပြန်ဆောင်ကခင်မုန်းတဲ့လွတ်မြောက်လာမယ့်နေ့ကိုစောင့်နေရတာပေါ့။ယင်းတော့ကလူငင်းခွလေးတိုင်ရောကိုခန့်နိုင်ပါမလားလို့ပရိသတ်တွေကရောမိသားစုတွေအားမှာစိတ်မကောင်းဖြစ်ခဲ့ပုံပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့905ကာကြီးနဲ့ပတ်သက်ဆက်နွယ်မှုကိုကြေကြေပြန့်ပြန့်ပြန်လွတ်ပေးပေးမယ်။အမှုပိတ်သိမ်းမယ်ဆိုတဲ့တဲ့င်းဆောင်ကိုခန့်နိုင်လည်းဒီစင်းထဲမှာပါဝင်လာမှာဆိုပြီးစောင့်မျှော်ရင်းရောင်ကြီးတန်းလာကြတာဖြစ်ပါတယ်။အင်းအောင်စီးတယောက်အင်ပြန်ရောက်လာလို့နေတိုင်းဆူတောင်းနေရတဲ့မခိုင်လေးတို့တာမီးရဲ့ဆန္ဒတွေဒီတစ်ခါမှာတော့တကယ်ပဲပြေဝသွားခဲ့ပါပြီ။ ခိုင်နင်းစရာနှစ်ပေါင်းများစွာသမီးလေးဆန်ထိန်အောင်နဲ့တူတာမီနေအောင်မိသားစုပြန်လဲကခင်မိုးတဲ့လွတ်မြောက်လာမယ့်နေ့လေးကိုစောင့်မျှော်နေကြတာပါရင်တော့ကလူငယ်ခွင်လေးကိုကိုခန့်နိုင်ပါမလားခဲ့လို့ပြိတ္တတွေရောမိသားစုတွေပါစိတ်မကောင်းဖြစ်ခဲ့ရပါဘူး။အခုတော့ဝန်ထဲဆရာနေရက်ဒီကုံဆုံးသွားခဲ့ပါပြီ။မကြသေးမီရကန်းကငါငါကကြီးနဲ့ပတ်သက်တဲ့မှုတွေကိုပိတ်သိမ်းပေးတာတွေပြည်တံလူငယ်ခွင်တွေပေးတာတွေရှိလာခဲ့တဲ့ထဲမှာခိုင်သိင်းကြီးရဲ့ခင်မွန်းတဲ့ကိုခန့်နိုင်လည်းပါဝင်လာခဲ့ပါပြီ။ ရင်တော့ကလွန်ကျင်းခွင့်နေပေးတိုင်းပါမလာဘူးလားဆိုပြီးတော့မျောလင်းချက်တွေကြက်သုံးခဲ့ရပါမယ်ဒီတစ်ခါမှာတော့တကယ်ကိုမှဆူတောင်းပြေခဲ့ပါပြီမျောလင်းနေရတဲ့နေ့ရက်လေးရောက်လာပါပြီဆူတောင်းပြေခဲ့ပြီဆိုတော့မခိုင်လေးကပရိသတ်တွေကိုဝမ်းသာအားရအသိပေးလာခဲ့တာပါမိသားစုသုံးယောက်ပြန်လည်စုံစည်းခွင့်ရတဲ့မြင်ခွင့်လေးကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ရင်ပရိသတ်တွေရောအမှုညာရှင်တိုင်းဝဲကပါမိတ်ဆွေတွေမှာထပ်တူဝမ်းသာပြီးဖြစ်နေရပါတယ်သူပြင်းတော့အဖခင်နဲ့ခွဲခွာရတဲ့သမီးလေးဆန်ထိတ်တာတို့တော့ဒါဟာဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုပါပဲဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်ကြီးရင် ခက်ခဲနေကြတဲ့ကနေမိသားစုတွေကိုထိန်းသိမ်းခဲ့တဲ့မခိုင်လေးရဲ့စိတ်သက်ခိုင်မာမှုတွေကိုလေးစားမိကြလားညလေးစုံစည်းသွားတဲ့တို့မိသားစုလေးတို့ဝမ်းသာစကားလေးတွေကို comment မှာရေးပေးကြပါအောင်နော်အားလုံးပဲပျော်ရွှင်စရာမိသားစုမှလေးကိုပိုင်းဆိုင်နိုင်ကြပါစေရှင်